အားလုံးမင်္ဂလာပါ SDK very cute shot ပါကျွန်တော်ဒီ video မှာကတော့ဒီလူတိုင်းလူတို့အတွက် support ခက်ခဲနေရဲ query q ကိုအလွယ်ကူဆုံးဘယ်လိုဆက်မလဲပေါ့နော်ကျွန်တော်တို့တွေက q ကိုဆက်မဆက်ခင်မှာတီးတင်းတဲ့ဟာကြီးရှိရပေါ့နော်အဲ့ကောင်တွေကဘာကြီးလဲဆိုတော့ကျွန်တော်ဒီအလဲကောင်အလဲကောင်ကဒီအယောင်နှစ်ယောင်နဲ့ပါတဲ့အစိပ်ပိုင်းကိုကျွန်တော်တို့တွေက h လို့ခေါ်တယ်ဒီတော့ဒီတော့3ယောက်ပါတဲ့အစိပ်ပိုင်းကို corner လို့ခေါ်ပြီးတော့မှာ ဒီအလဲကောင်အလဲအားကောင်စန်တာလို့ခေါ်တယ်။ပြီးတော့ကျွန်တော်တို့ရာဒီကျူးနဲ့ပတ်သက်တဲ့ notation တွေရှိရပေါ့။ဒီ notation တွေဒီမှာတော့ကျွန်တော်တို့တွေကသုံးမဲ့ algorithm တွေကိုကောင်းကောင်းလုပ်တတ်မှာပေါ့နော်။အဲ့ notation အနေနဲ့မအားလဲဆိုအာအာဆိုတာကဒီညာဘက်ကလေယာညာဘက်ကလေယာကိုအပေါ်တင်တာ။ upright upright ကညာဘက်ကလေယာကို အောက်ချတာ။အဲအဲဆိုတာဒီဘဲဘဲကလေယာကိုအောက်ချတာဖြစ်ပြီးတော့မှအယ်ဘရိုက်ဆိုတာကဒီဘဲဘဲလေယာကိုအပေါ်တင်တာဖြစ်တယ် အာနဲ့အဲကစန့်ကြည့်ပဲပေါ့နော်အာဆိုရင်ဒီညဘက်လေယောင်အပေါ်တင်တာဖြစ်ပြီးတော့မှအဲဆိုတာကဒီဘယ်ဘက်လေယောင်အောက်ချတာဖြစ်တယ်ပေါ့နော်ပြီးတော့ U U ဆိုတာကကျွန်တော်တို့ဒီအပေါ်ကလေယောင်ကိုဒီဘယ်ဘက်လေယောင်ဒါမျိုးလေးလေယောင်ပေါ့နော် U prime ကြတော့သူ့ရဲ့စန့်ကြည့်ပဲဖြစ်တယ်ညဘက်ကိုလေယောင်ဒီဒီကကျွန်တော်ရဲ့ဒီအောက်ကလေယောင်ကိုညဘက်လေယောင်ဖြစ်ပြီးတော့မှဒီ prime ဆိုရင်ဒီအောက်ကလေယောင်ဘယ်ဘက်ပြန်လေယောင်ဖြစ်တယ်ပေါ့နော်အဲ U နဲ့ဒီကလည်းပြောင်းရပဲ U ဆိုရင်ဒီဘယ်ဘက်လေယောင်ဖြစ်ပြီးတော့မှဒီက ဒီညာဘက်လေယာပေါ့နော်ပြီးတော့ F F ဆိုတာကကျွန်တော်တို့ရဲ့မျက်နှာမူနေရဲ့ဒီလေယာကိုနိုင်လက်တဲ့အတိုင်းလဲတာပေါ့နော်ဒီအပေါ်ကဖြီးချလိုက်တယ်အဲ့တော့ F လို့ခေါ်ရဲ F front F front ကဒီ F နဲ့ပြောင်းမြင်ပါတော့ခေါင်းတော့ F ကနိုင်လက်တဲ့အတိုင်းလဲရအောင်ဆိုတော့ F front ကနိုင်လက်တဲ့ပြောင်းမြင်ဒီဘဲဘက်ကိုလဲတယ်အော် b b ဆိုကဒီနောက်ကလေယာကိုဘဲဘက်ကိုလှည့်ရဖြစ်ပြီးတော့မှ b prime ဟာဆိုရင်ကိုယ့်ရဲ့ညာဘက်ကိုလှည့်ရပါတော့ ော့ F နဲ့ B ကလည်းပြောင်းပြန်ပဲ F ကခုနကနိုင်လက်တဲ့အတိုင်းလဲပြီးတော့မှ B ကနိုင်လက်တဲ့ပြောင်းပြန်ပုံစံလဲတယ်ပေါ့နော်။အော်ဒီ notation တွေတိမာတာကျွန်တော်တို့တွေကဒီ junit ပြတတ်တဲ့ algorithm တွေအကုန်လုံးကိုလောက်တဲ့ဆက်တယ်မှာပေါ့နော်။ကျူးလဲတဲ့အခါမှာသုံးတဲ့အခြား notation တွေရှိသေးရဆိုပေမဲ့ beginner ကခုပြောတဲ့ notation တွေသိရင်ကိုကျူးဆဆက်လို့ရပြီပေါ့နော်။ကျူးဆက်တဲ့အခါမှာသုံးတဲ့ method တွေအများကြီးရှိရဆိုပေမဲ့ဒီ video မှာကတော့ BNI အတွက်အတိတ်တော်ဆုံးဖြစ်တဲ့ LB ရဲ့လေယာဉ်ပိုက်လေယာဉ် method ကိုပြောရပြီးတော့မှာပေါ့နော် step 1 white cross step 2 white corner step 3 second layer step 4 yellow face step 5 last layer ဒါတော့ဒီ step 5 last layer ကိုဆက်ပြီးရ ਨੇ ကျူးတစ်ခုလုံးပြည့်သွားပြီပေါ့နော်ကျူးတစ်ခုလုံးအယောင်နေညီပါပြီအခုကျွန်တော်ပြောခဲ့တဲ့ step တွေကဒီ vegan diet အတွက်မှတ်ရလွယ်အောင်လို့ကျွန်တော်အရိုးရှင်းဆုံးလေးရေးပြီးထားတယ်ပေါ့နော်ဒါဆိုကျွန်တော်ကျူးကိုဖြတ်လိုက်ပြီပေါ့နော်ဖြတ်လိုက်ပြီဆိုတော့ကျွန်တော်တို့တွေကဒီ၅ဆင်းနဲ့ပထမဆုံးအဆင့်ဖြစ်တဲ့ step 1 white cross ကိုအစဆက်မယ်အ white cross ကိုဆက်တဲ့အခါမှာကျွန်တော်တို့တွေကဒီအဖြူရောက်ဘက်ကိုအပေါင်းဖြည့်ပြီးရောဆိုပြီးဆက်လို့မရအောင်သူရဲ့တက်ဆိုင်နဲ့အက်ရှင်နဲ့လည်းညီဖို့လိုရည်ပေါ့နော် အဲ့တော့ကျွန်တော်တို့ကြီးကအလွယ်ကူဆုံးဘယ်လိုဆက်မလဲဆိုတော့ဒီဗီဒီယိုမှာပြောပြပေးတော့မယ်ကျွန်တော်တို့ရအရင်ဆုံးဒီအဖြူရောင်ပါရဲ့ SG မန္တမြအကုန်အဝါဆန်နံပါတ်ပို့ပြရမယ်အဖြူရောင် S က၄ခုရှိရမှာလေ၄ခုကိုအဝါဘက်ပို့ပြရမယ်ပေါ့နော်အရင်ဆုံးကျွန်တော်တို့တွေကအဖြူရောင် S ကိုအရင်ရှားရမယ်ရှားမယ်ဆိုတော့ကျွန်တော်ရှားလိုက်တော့ဒီကောင်လေးတွေ့ရဒီကောင်လေးကိုကျွန်တော်တွေကရိုးရိုး L right နဲ့တင်လိုက်လို့ရတယ်ပေါ့နော်တင်လိုက်မယ်ဆိုရင်အဝါရောင်ဘက်ကိုအဖြူ S တစ်ခုဝင်သွားပြီအဲ့တော့နောက်တစ်ခုထပ်ရှားတယ်ထပ်ရှားတော့ဒီကောင်လေးတွေ့ရ ဒီကောင်ကိုကျွန်တော်တို့တွေကယူအားနဲ့တင်လိုက်လို့ရတယ်ပေါ့နော်ဘာလို့လဲဒီကောင်ကနေရာလို့နေလို့အကယ်လို့ကိုထဲမဲ့နေရာမှာအဖြူရော edge တစ်ခုရှိနေပြီဒါဆိုရင်ကျွန်တော်တို့တွေကထဲလို့မရအောင်ထဲလိုက်မယ်ဆိုရင်ဘာဖြစ်တော့လဲဆိုတော့ဒါမျိုးရှိပြီးတော့ကောင်ပြတ်ပြီးတော့မှအတိတ်ကဝင်လာအဲ့လိုပဲဒီတိုင်းလဲကျွန်တော်တို့ကတင်လိုက်မယ်ဆိုရင်ရှိပြီးတော့ကောင်ထပ်ပြတ်ပြီးတော့မှအတိတ်ကထပ်ဝင်လာပေါ့နော်အဲ့လိုမျိုးမဖြစ်ရအောင်လို့ကျွန်တော်တို့ကအဖြူရော edge မဟုတ်တဲ့ကောင်တွေနဲ့အစားထိုးရမယ်ဆိုလိုတာကကျွန်တော်တို့ကဒီ အဖြူအက်ရှိပြီးတော့ဖြူအက်နေရာမှာတခြားကောင်တွေအစားထိုးရမှာတော့ဥပမာဒီမှာဆိုကျွန်တော်တွေကယူနေလဲလိုက်မယ်ဆိုရင်ဒီကောင်လွတ်သွားလွတ်သွားပြီဆိုတော့ကျွန်တော်တွေကအားနဲ့တင်လိုက်ရပြီအားနဲ့တင်လိုက်ရှိပြီးတော့ကောင်တွေမပြတ်တော့ဘူးပြီးတော့ဒီအစ်စ်ကလည်းထက်ရောက်လာတယ်ဗောနအစ်စ်ကလည်းဝင်သွားတယ်ပြီးတော့နောက်တစ်ခုထက်ရှာမယ်ထက်ရှာတော့ကျွန်တော်တွေကဒီအောက်မှာတွေ့ရဗောနဒီအောက်မှာတွေ့ရကျွန်တော်တွေကရိုးရိုးအာတူးနဲ့တင်လိုက်လို့ရအာတူးနဲ့တင်လိုက်မယ်ဆိုရင်အဖြူရောက် ash ကအဝါပဲရောက်သွားတယ် ခိုင်းလို့ပဲကျွန်တော်တို့တွေကဒီထဲမဲ့နေရာမှာအဖြူ S တစ်ခုရှိနေပြီသားဆိုပြီးအခြားအဖြူ S မောက်တဲ့ကောင်နဲ့အစားထိုးပြရမယ်ပေါ့နော်ဒီမှာဆိုကျွန်တော်တို့တွေကဒီိုင်းတင်လိုက်မယ်ဆိုပြီးရှိပြီးသားကောင်ပြတ်တော့မယ်အဲ့တော့ရှိပြီးသားကောင်လည်းမပြတ်အောင်လို့ကျွန်တော်တို့တွေကဒီ U နဲ့လှည့်လိုက်တယ်ပေါ့နော် U နဲ့လှည့်လိုက်တော့ဒီကောင်ကအဖြူ S မောက်မဟုတ်တဲ့အတွက်ကျွန်တော်တို့တွေကဒီိုင်းတာမန်တိုင်းလှည့်လို့ရဥပမာ R2 နဲ့တင်လိုက်မယ်ဆိုရင်ပြေသွားပြီနောက်တစ်ခုထပ်ရှာတော့ဒီအောက်မှာတွေ့ရအဲ့ဒီအောက်မှာတွေ့ရဆိုတော့ကျွန်တော်တို့တွေကဒီအဝါပဲရောက်ပို့ပေးရမယ် တကယ်တည်းကျတော့ဒီအစင်းကဒီကိုနီကိုဟန်နဲ့ဝါဘက်ရောက်ပုံပဲအောင်ပါဘောနော်ဒီမှာဆိုကျွန်တော် F နဲ့လုပ်ပြီး R နဲ့တင်လိုက်ရင်တော့ရောက်တော့ရောက်တော့ဒါပေမဲ့ဘာဖြစ်တော့လဲဆိုတော့ရှီဗီဒါနှာကောင်ထပ်ပြတ်သွားတယ်ဒါဆိုကျွန်တော် F right နဲ့လုပ်လိုက်ပေါ့နော် F right နဲ့လုပ်လိုက်တယ်ဆိုရင်ရှီဗီဒါကောင်တစ်ခုထပ်ပြတ်တယ်အဲတော့ R နဲ့ထပ်တင်တော့နောက်တစ်ခုထပ်ပြတ်တယ်ကျွန်တော်တို့တွေကမပြတ်ရဘူးပေါ့နော်ဒီရှီဗီဒါကောင်လည်းမပြတ်ရဘူးပြီးတော့အစ်စ်လည်းဝင်ရမယ်ကျွန်တော်တို့ကဘယ်လိုလုပ်မလဲဆိုတော့ဒီအဖြူရောက် H မဟုတ်တဲ့နေရာကိုခေါ်သွားမယ်ဥပမာဒါမျိုးဆိုရင်ကျွန်တော်တို့တွေက ဒီဒီ2နဲ့နောက်ခေါ်ရမယ်ပြီး f နဲ့ f prime နဲ့လောက်တယ်ပေါ့နော် f prime နဲ့လောက်တော့ဒီကောင်က pure s မဟုတ်တာဖြစ်ရအတွက်တခြား pure s တွေမထိခိုက်တော့ဘူးပေါ့နော်ပြီးတော့ကျွန်တော်တို့တွေက pure s မဟုတ်တဲ့ကောင်နဲ့အစားထိုးမယ်ပေါ့နော်ကျွန်တော်တို့က u prime နဲ့လည်း r နဲ့တင်လိုက်တယ်အဲဒါဆိုရင်ကျွန်တော်တို့ရေလိုချင်တဲ့ဒီပုံလေးရိုက်ပေါ့နော်အဓိကကျွန်တော်တို့ကဒီ daisy ပန်းပုံလုပ်ပြရမှာပေါ့နော်အဲ့တော့ကျွန်တော်အရှိမပြောဘူးကကြံခဲ့ရပါပေါ့နော် အဓိကကျွန်တော်တို့ကိုကဒီဒေးစီဘန်ရအောင်ဖန်တီးရမယ်ပေါ့နော်ပန်းမုံကြီးဆက်ပြီးဆိုတော့နည်းပါဆက်လို့မလဲဆိုတော့ဒီအဖြူအက်ရှေကိုဆန်တဲ့နည်းညီအောင်လုပ်ပြရမှာဆိုလိုတာကမောမဒီ HDS ဆိုတော့အပြရောက်အပြောင်းဆိုတော့သူအောက်ကဆန်တာလိမ္မော်ဖြစ်နေအဲ့ဆိုသူနေရမယ်မဟုတ်သေးဘူးနော်အဲ့တော့ကျွန်တော်တို့ကလိုက်ညီပြရမယ်အမျိုးညီရဲအဲ့ဆိုညီပြီးညီပြီးဆိုတော့ကျွန်တော်တို့က F2 လေးနဲ့ချမယ်ဒါဆိုရင်တော့ညီပြီးသားပေါ့နော်အဲကဲလို့ဒါမျိုးဖြစ်နေဒါမျိုးဖြစ်နေရဲဆိုရင်လည်းကျွန်တော်တို့ကညီအောင်ညီပြလိုက်ပြီးရင် ကျွန်တော် F2 လေးနဲ့ချလိုက်မယ်ပြီးဒီကောင်ဒီကောင်ဆိုညီပြီးတော့မလို့တမ်းပြီး F2 ချရုံပဲပေါ့နော်ဒါနဲ့ညီပြီးတော့ F2 လေးချလိုက်မယ်အဲ့ဆိုရင်ကျွန်တော်လိုချင်တဲ့ white cross လေးရယူပေါ့နော် white cross လည်းဖြစ်တယ်ပြီးတော့ဒါမျိုးလေးတွေလည်းညီရယ်ပေါ့နော်စန်တာနဲ့ h နဲ့လည်းညီရယ်ဒါဆိုရင်ကျွန်တော်တို့တွေက step 1ပြီးသွားပြီပေါ့နော်ကျွန်တော်တို့တွေက step 1 white cross ကိုဆက်ပြီးပြီးဆိုတော့ step 2 white corner ကိုဆက်ရမယ် ဟိုဒီ white corner ကိုဆက်တဲ့အခါမှာအရင်ဆုံးကြောရတာဒီ Yulia မှာ white corner ရှိမရှိရှားမယ်ပေါ့နော်ဥပမာကျွန်တော်ကဒီ corner တွေ့ရဆိုပါဆိုဒီ corner တွေ့ရဆိုရင်ဒီအဖြူက corner ပေါ့နော်ဒီအဖြူက corner မှာမှသူ့ရဲ့ဘေးနှစ်ယောက်ကြည့်ရမယ်ဘေးနှစ်ယောက်ကဒီ corner မှာဆိုရင်အပြာနဲ့လိန်မော်ပေါ့နော်ဒီအပြာနဲ့လိန်မော်ဆိုတော့သူ့ရဲ့နေရာမှာဖြစ်တဲ့အပြာနဲ့လိန်မော်စနာကြခေါ်ရမယ်ဒီမှာဆိုအပြာနဲ့လိန်မော်ပေါ့နော်ဒါပေမဲ့သူ့ရောက်နေနေရာကအနီးနဲ့အစိမ်းစနာကြရဲ့ရောက်နေအော်ကျွန်တော်တို့ကဒီ အနည်းနဲ့အစိမ်းဆန်လာကြတဲ့မဟုတ်ပဲနဲ့သူ့နေရာမှာဖြစ်တယ်။လိမ်မော်နဲ့အပြာကြတဲ့ခေါ်တော့မှာဖြစ်တယ်။ဒါဆိုရင်သူ့နေရာမှာမဟုတ်တဲ့အတွက်ကျတော့ယူနေလဲမယ်။ဒါဆိုသူ့နေရာမှာမဟုတ်သေးဘူး။ဒါဆိုသူ့နေရာမှာရောက်ပြီပေါ့နော်။ဒါဆိုရင်လိမ်မော်ဆန်လာလည်းရှိရဲ့အပြာဆန်လာလည်းရှိရဲ့သူ့နှစ်ခုကြတဲ့လည်းဟုတ်တယ်ပေါ့နော်။အဲ့လိုရပြီဆိုတာနဲ့ကျွန်တော်တို့တွေကဒီပြထားတဲ့ algorithm လေးတော့မယ်ပေါ့နော်။ R U R prime U prime အဲ့ရောက်ကိုကျွန်တော်တို့တွေက ဒီအဖြူရောင်ကော်နာကိုညာဘက်မှာထားရမယ်ထားပြီးတော့မှအိုက်အဝေတယ်ကိုမပြေမချင်းလှည့်ရမယ်ပေါ့နော်အာယူအဘရန်ယူဘရန်အဲ့ဆိုပြည့်သွားပြည့်သွားပြီဆိုတော့နောက်ထပ်ကော်နာတစ်ခုထပ်ရှာမယ်အဖြူရောင်ဝိုက်ကော်နာပေါ့နော်အာဒီကောင်တွေ့ရဒီကောင်ဆိုရင်လည်း तू ကအစိမ်းနဲ့လိန်မောအစိမ်းနဲ့လိန်မောဆိုတော့ तू ရောက်နေနေရာကိုတစ်ချက်ပြန်ကြည့်ရောအစိမ်းနဲ့လိန်မောကြတဲ့ရောက်နေအဲ့ဆို तू နေရမယ်ဖြစ်တယ်ပေါ့နော်အဲ့လိုနေရမယ်ဖြစ်ပြီဆိုတော့ကျော်တို့တွေကဒီကောင်ညာဘက်မှာထားထားပြီးတော့ခုနပြောခဲ့တဲ့အာယူအဘရန်ယူဘရန်အာဂရီဒန်ကိုမကြီးမကြီးစရိုက်လိုက်ရုံပဲပေါ့နော် are you abra you bra are you abra you bra are you abra you bra အဲ့ဆိုပြည့်ပြီပြည့်ပြီဆိုတော့30တိုင်နောက်တဲ့ကောင်းအောင်ထက်ရှာမယ်ဒီဟာတို့ရဲ့သူ့ရဲ့ဘေးနှယောက်ကြီးရောအနီးနဲ့အပြာပေါ့နော်အနီးနဲ့အပြာဆိုတော့သူ့ရဲ့နေရာမှာဖြစ်တဲ့အနီးနဲ့အပြာဆန္ဒကြတဲ့ခေါ်သွားမယ်အဲ့ဆိုရောက်ပြီရောက်ပြီဆိုတော့30တိုင်အဝေဒန်ကိုတုံးမယ်ပေါ့နော်ဒီ position ရဲ့တိုင်းထားပြီးတော့အဝေဒန်ကိုတုံးအောင်မယ် are you abra you bra are you abra you bra are you abra you bra အဲ့ဆိုပြည့်ပြီပြည့်ပြီဆိုတော့နောက်ကောင်းတာထက်ရှာတယ်ညာတို့ရဲ့ အယောင်ကြီးရောအနီးနဲ့အစိမ့်အနီးနဲ့အစိမ့်ဆိုအနီးနဲ့အစိမ့်ဆန္ဒနှစ်ခုကြားတဲ့ရောက်တယ်ဆိုတော့ဒီကောက်ကိုများမဲမှာထား PA RU 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 တော့ုံုံမယ် RU 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 ဆိုရင်ကျွန်တော်တို့ရာဒီ white corner ကိုဆက်လို့ရပါပြီပေါ့ဒါမျိုးလေရတစ်ခုလုံးနဲ့ညီရယ်ပေါ့နော်ဒါကတော့ဒီ white corner ဆက်တဲ့အခါမှာနောက်ထပ်တွေ့နိုင်တဲ့ case တွေပေါ့နော်ဘယ်လိုမျိုးလဲဆိုတော့ဒီ case လေးကြည့်လိုက်အောင်ဒီ case ဆိုရင်သူက အဖျော်ကော်နာဟုတ်တယ်ဘေးနေရောက်ကြီးအပြာနဲ့အပြာနဲ့နေကြတယ်လည်းဟုတ်တယ်ဒါပေမဲ့အဖျူကဒီနေရာရောက်မနေဘူးဒါမျိုးဖြစ်နေမို့နော်ဒါမျိုးဖြစ်နေရဲ့ဆိုရင်သူကနေရာမန်းရောက်ပြီးသားအတွက်ကြောင့်မလို့ကျွန်တော်တွေကဒီကောင်ညာဘက်မှာထားထားပြီးတော့ are you are you ဘယ်လိုမပြင်းမချင်းလက်ရုံပဲ are you 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 အဲ့ဆိုပြည့်ပြီးပြည့်သွားပြီပေါ့နော်ဒါလေးကတော့နောက်ထပ် case ပေါ့နော်ဘယ်လိုမျိုးလဲဆိုတော့နေရာမှားနေတာဆိုတော့ဒါကအဖြူအောင်တန်မျက်နာတော့ပြည်တယ်ဒါပေမဲ့ နေရမှမဟုတ်ဘူးဒီမှာဆိုအတွက်ဘေးနေရောက်ကလိမ္မောနဲ့အစိမ့်လိမ္မောနဲ့အစိမ့်ဆိုလိမ္မောနဲ့အစိမ့်ဆန္ဒကြတဲ့ရောက်မယ်အစားလိမ္မောနဲ့အပြာဆန္ဒကြတဲ့ရောက်နေအဲ့ဒီတော့ကျွန်တော်တို့တွေကဒီကောင်အပြင်ပြတ်ထုတ်ပြရမယ်ပြင်ပြတ်ထုတ်တဲ့အခါမှာဘယ်လိုထုတ်မလဲဆိုတော့ကျွန်တော်ခဏသုံးခဲ့တဲ့ are you upright you are down ပဲ you blindly ဖြုတ်ရုံပဲပေါ့နော် are you အပြန်အဲ့ဆိုအပြင်ထွက်တော့အပြင်ထွက်သွားပြီဆိုတော့ကျွန်တော်တို့ကတာမန်တိုင်းပဲနေရမယ်ယူရမယ်နေရမယ်ဆော့ခေါ်ပါမယ်ဘောနော်နေရမယ်ဆော့ခေါ်သွားပြီးတော့မှာ ီ algorithm လေးပြန်သုံးရုံပဲ RU operand U byte 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 အဲ့ဆိုရင်ကျွန်တော်တို့ကသူ့နေရာမှာရောက်သွားပြီပေါ့နော်ဒါကတော့တာမန်တိုင်းပဲဘေးနေရာကြီးရဲ့အပြာနဲ့လိမ်မောအပြာနဲ့လိမ်မောစနားတစ်ခုကြတော့ခေါ်ပါတယ်ဤ RU operand U byte လေးသုံးတယ်ပေါ့နော် RU operand U byte အဲ့ဆိုရင်ကျွန်တော်တို့ကဒီ step 2ကိုဆက်လို့ရတော့ပါပြီပေါ့နော်အဖြူရောင်တမင်းတာလည်းပြီးရဲ့ဒီ layer တစ်ခုလုံးရင်းကြီးရဲ့ပေါ့နော် ျွန်တော်တို့တွေက step 2 white corner ဆက်ပြီးဆိုရတယ်ဒီ step 3 second layer ကိုဆက်မယ်ပေါ့နော်အ step 3 second layer ဆက်တဲ့အခါမှာကျွန်တော်တို့တွေကရင်ဆုံး wire mobile edge ကိုအရင်ရှားမယ်ဒီ u layer မှာအရင်ရှားမယ်ပေါ့နော်ရှားမယ်ဆိုတော့ကျွန်တော်ကဒီ edge ကိုတွေးရဒီ edge ကိုကြည့်လိုက်တော့သူကအပြာနဲ့အညီပေါ့နော်အပြာနဲ့အညီဆိုတော့ဝါမပေါ့အဲ့လိုတွေးပြီးဆိုရတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့တွေကအရှိအစင်က ေစီပန်းအောင်စင်တော့ကျွန်တော်တို့ဒီ F2 နဲ့ခြားတယ်လို့မျိုးဒါမျိုးအရောင်အရင်ကြီးအောင်လော့အောင်မယ်ပေါ့နော်ဟိုကဒီကောင်ဆိုရင်သူကအပြားဒါအနီးဖြစ်နေမညီသေးဘူးအဲ့တော့ကျွန်တော်တို့ကမညီမချင်းလိုက်ရမယ်ဒါဆိုတော့မညီသေးဘူးဆိုတော့မညီသေးဘူးဒါဆိုညီပြီညီပြီဆိုတော့ကျွန်တော်တို့ကသူ့ရဲ့အပေါ်ရောင်ကြည့်ရမယ်အပေါ်ရောင်ကအပြားရောင်အပြားရောင်ကသူ့ရဲ့ဒီဘဲဘဲမှာရှိရယ်ဘဲဘဲမှာရှိရယ်ဆိုတော့ကျွန်တော်တို့ကဒီအာဂရီနဲ့တစ်ခုတော့အောင်မယ်တနည်းအားဖြင့်ပြောရမယ်ဆိုရင်တော့ဘဲဘဲအာဂရီနဲ့ပေါ့နော်ဘဲဘဲအာဂရီနဲ့ဘယ်လိုမျိုးလဲဆိုတော့ ီမှာပြထားသလိုပဲပေါ့နော် u prime a prime u l f prime l f a prime အဲ့ဆိုရင်သူ့နေရာမှာဝင်သွားပြီပေါ့နော်အဲ့လိုပဲနောက်တစ်ခုထပ်ရှာရဲဒီမှာတွေ့ရဲဒီကောင်တွေ့ရဲပေါ့နော်ဒီကောင်ကအစိမ်းနဲ့လေမောအစိမ်းနဲ့လေမောဆိုတော့အရင်စမ်းတဲ့အရင်ညှိမယ်မညှိသေးဘူးညှိသေးဘူးညှိပြီညှိပြီဆိုတော့သူ့ရဲ့ အပေါ်ရောင်ကြီးရဲ့အစိမ်အစိမ်ရဲ့သူ့ရဲ့ဘဲဘက်မှာရှိရတဲ့အတွက်ကြောင့်မလို့ခုနကသုံးခဲ့တဲ့ဒီဘဲဘက်အဂရီနာသုံးရင်ရပြီပေါ့နော် U by A by U L F by L F A by အဲ့ဆိုရင်ကျွန်တော်တို့ရပြည့်သွားပြီပေါ့နော်ဒါကတော့နောက်တဲ့ case တစ်ခုပေါ့နော်အရင်ဆုံးကျွန်တော်တို့တွေကဒီ Huawei Mobile X တစ်ခုကိုရှာတယ်ဒီမှာသူ့ရဲ့ Lemon နဲ့အပြ Lemon နဲ့အပြ ဖြစ်တယ်ပြီးတော့သူ့ရဲ့ဒီအယောင်ကြီးရဲ့လိမ်မောလိမ်မောဆိုတော့အစိမ်းဆန်လည်းမညီသေးဘူးအဲဆိုရင်ညီသွားပြီလိမ်မောဆန်လည်းညီသွားပြီညီသွားပြီဆိုတော့သူ့ရဲ့အပေါ်အယောင်ကြီးရဲ့အပြအပြကသူ့ရဲ့ညာဘက်မှာရှိရဲ့အဲ့ခါကျဒီမှာပြထားတဲ့ညာဘက်အာဂရီဒန်တောင်းမယ်ပေါ့နော်ဘယ်လိုမျိုးလဲဆိုတော့ u r u bright abright f abright fright အဲ့ဆိုရင်သူ့ရဲ့နေရာမှာဝင်သွားပြီပေါ့နော်အဲ့လိုဝင်တော့နောက်ထပ်ရှာရဲ့ဒီမှာအနီးနဲ့အပြပေါ့နော် ီးတော့ကျွန်တော်တို့ရေသူဆန်တဲ့ညီမဲဒါဆိုလိမ်မောမညီသေးဘူး။ဒါဆိုညီတော့ညီတော့ဆိုသူကအပေါ်ရောင်ကြီးရဲ့အနီအနီကသူ့ရဲ့ညာဘက်မှာရှိရဲ့ညာဘက်မှာရှိရတဲ့အတွက်ကျွန်တော်တို့ခဏကျွန်တော်တို့သုံးခဲ့တဲ့ဒီညာဘက်အဝေနဲ့သုံးရင်ရပြီပေါ့နော်။ you are you bright are bright f are bright f right r အဲဆိုပြီးတော့ရပြီပေါ့နော်။ဒါလေးရတော့နောက်ထပ်ပုံစံတမျိုးပေါ့နော်ဘလို့လဲဆိုတော့ဒီ h ကိုကြည့်လိုက်မယ်ဆိုရင်သူကသူ့နေရာမှန်တော့ရောက်တယ်ဒီ အနည်းနဲ့အစိမ်းဆန္ဒကြရတော့ရောက်တယ်ဒါပေမဲ့ရောင်းမြန်ဖြစ်နေပေါ့နော်အဲရောင်းမြန်ဖြစ်နေအခါမျိုးဆိုကျွန်တော်တို့တွေကဒီ ash ကိုအပြင်ပြန်ထုတ်ပြရမယ်အပြင်ထုတ်တဲ့အခါမှာကျွန်တော်တို့တွေကဘယ်လိုထောက်မလဲဆိုတော့ဒီကောင်ကကိုယ့်ရဲ့ညာဘက် position မှာရှိရဆိုခဏညာဘက် aggregate တုံးလို့ရတယ်ပေါ့နော်တကယ်လို့ဘယ်ဘက် position မှာဆိုကျွန်တော်တို့ကဒီဘက် aggregate တုံးပြီးတော့အပြင်ထုတ်လို့ရတယ်ကျွန်တော်တို့ကတော့ဒီညာဘက် aggregate ပို့ပြီးတော့လွယ်တဲ့အတွက်ကြောင့်မလို့ညာဘက်မှာထားပြီးထုတ်ပြမယ်ပေါ့နော်ခဏဒီညာဘက် aggregate နေတုံးလိုက်ရုံပဲပေါ့နော် U R U R F R F R အဲ့ဆိုရင်ဒီကောအပြင်ထွက်တော့အပြင်ထွက်တော့ပြီဆိုတော့သုံးဆန်တိုင်းညိမယ်အာအနီးဒါလိမ္မော်ဖြစ်နေမညိသေးဘူးနောက်ဆုံးမညိသေးဘူးဆိုဆိုညိရိုက်ပါညိရိုက်ဆိုသူ့အပေါ်ရောက်ကြည့်အစိမ့်အစိမ့်ကသူ့ဘက်မှာရှိရညဘက်မှာရှိရအတွက်ကြောင့်လို့ခေါင်းတော်ကညဘက် original လေးသုံးယူမယ်ပေါ့နော်ဒါဆိုရင်ကျတို့ဒီပြောင်းမြင်ဖြစ်နေတဲ့ကောင်ဆက်လုပ်ပြီးပါပြီ ဒါလည်းနောက်ထပ် case ပေါ့နော်ဘယ်လိုမျိုးလဲဆိုတော့သူကနေရလွဲနေတာဆိုတာက the ash ကိုကြည့်မယ်ဆိုရင် the ash ကအပြာနဲ့အနီအပြာနဲ့အနီဆိုတော့သူရောက်မယ့်နေရာအပြာနဲ့အနီဆန္ဒကြတဲ့ရောက်မှာဒါပေမဲ့တကယ်သူရောက်နေတဲ့နေရာကလိမ္မောနဲ့အပြာကြဲဖြစ်နေအဲ့တော့ကျွန်တော်တွေကဒီကောင်အပြင်ပြန်ထုတ်မှာအပြင်ထုတ်တဲ့အခါမှာခြေက the ash flip ဖြစ်တဲ့ဟာကိုထုတ်ခဲ့တယ်လို့မျိုးပဲညဘက်မှာရှိရဆိုညဘက်အော်ဂရန်တော့မှာဖြစ်ပြီးရောဘယ်ဘက်မှာရှိရဆိုဘယ်ဘက်အော်ဂရန်တော့မှာပေါ့နော်ဒီကောက်ကိုကဒီဘက်ဘက်ကထုတ်တော့ညဘက်ကထုတ်ထုတ်လို့ရတယ် ဒီညာဘက်အော်ရီဒါကျွန်တော်တို့ကပို့ပြီးတော့လွယ်တဲ့အတွက်ကြောင့်လို့ကျွန်တော်ကဒီကောက်ကိုညာဘက်ကပဲထုတ်တယ်ပေါ့နော်။ဟောကျွန်တော်ဒီညာဘက်အော်ရီဒါသုံးမယ်။အဆိုအမြင်ထွက်တော့အမြင်ထွက်တော့ပြီဆိုတော့ကျွန်တော်တို့တွေကအဲ့ကောင်ပြန်ကြည့်ရယ်ရောင်ကြည့်ရယ်ရောင်ညီပြီးသားဖြစ်နေပေါ့နော်။ပြီးရောသူအပေါ်ရောင်ကြည့်ရယ်အပြအပြကသူကဘယ်ဘက်မှရှိရတဲ့အတွက်ကြောင့်လို့ဘယ်ဘက်အော်ရီဒါသုံးမယ်ပေါ့နော်။ ပြီးနောက်ထပ်ထက်ရှာရည်ဒီကောင်ကလည်းတာမန်တိုင်းမဲ့အယောင်ကြီးမယ်အစုံမြည်သေးဘူးအစုံညီမြည်သောသူအပေါ်ရောင်ကြည့်ရဲ့လိမ္မောသူ့ရဲ့ဘယ်ဘက်မှာရှိရအတွက်ကြောင့်မလို့ကျွန်တော်တို့ကဒီဘက်ဘက်အဝေးထဲမှာသုံးမယ်ပေါ့နော်အဲ့ဆိုရင်တော့ second layer ကဆက်လုပ်ပြီးပါပြီပေါ့နော် step 3 second layer ဆက်ပြီးဆိုတော့ step 4ဖြစ်တဲ့ yellow face ကိုဆက်မှာပေါ့နော် yellow face ကိုဆက်တဲ့အခါမှာကျွန်တော်တို့ကအရင်ဆုံး edge ကိုအရင်ဆက်မယ်ဒီပုံစံမှာဆိုတော့ edge ကပြည့်နေပြီတော့ပေါ့နော်ဒီ edge ကိုဒီအပေါင်းလက္ခဏာရအောင်အရင်ဆက်မှာ အဲ့လို S ဆက်တဲ့အခါမှာဘယ်လိုဖြစ်နိုင်လဲဆိုတော့ပထမဆုံး case အနေနဲ့ကတော့ဒီပုံစံလိုမျိုး S တစ်ခုမှမပြည့်နေဘူးပေါ့နော်ဒီ LM ကဒီဒေါ်တစ်ခုပဲဒီအဝါရောင်စနားတစ်ခုပဲရှိရပေါ့နော်ဒုတိယ case အနေနဲ့ဒီအဝါရောင် H နှစ်ခုညီရဲ့ပြီးတော့သူ့ရဲ့ပုံစံကဒါမျိုး J ပုံစံလေးဖြစ်နေရပေါ့နော်ဒါမျိုး case ရဲ့တတိယ case အနေနဲ့ကတော့ဒါမျိုး H နှစ်ခုညီရပဲဒါပေမဲ့ဒီကောင်က အတန်းလေးပေါ့နော်တက်နှစ်ခုနဲ့ဆန်နေတာမျိုးလေးတန်းနေရပေါ့နော်ခဏကကျွန်တော်အရှိရပြောခဲ့သည် S ကိုဆက်တဲ့ case 3ခုရှိရပေါ့နော်ကျွန်တော်ဒီ second layer ဆက်ပြရနဲ့ H ဒီအရင်ဆက်ရတဲ့ပုံစံမျိုးပဲဖြစ်နိုင်တယ်လို့ဒါမျိုး second layer ဆက်ပြရနဲ့ဒါမျိုး H ဒီအကုန်ညီသွားတဲ့ပုံစံမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်အရင်ဆုံးကျွန်တော်တို့တွေက H ကို set up ပဲသွားရအောင်ဒီပထမဆုံး case ဖြစ်တဲ့ H တစ်ခုမှမညီတဲ့ case ကိုအရင်သွားမယ်ပေါ့နော်ကဲလို့ကျွန်တော် ဒီအဝါရောင် S တွေဆက်တဲ့ခါမှာကိုဆက်မဲ့ case ကဒါမျိုးတစ်ခုမှမညီနေဘူးဒါမျိုး dog case ဖြစ်နေရဆိုရင်ကျွန်တော်တို့ကြိုက်တဲ့ position မှာဟိုအဖြူ corner ဆက်လုံးကတုံးခဲ့တဲ့ array နဲ့ ayu upright you blind ပေါ့နော်အဲ့ရ array တော်မှာအရှိရ f နဲ့ဆက်ပြီးမှ f friendly နဲ့အဆုံးသတ်ရမယ်ပေါ့နော်အဲ့ဆိုကျွန်တော်တို့ဒါမျိုးလေးရမယ် array တန် f ayu upright you got f prime အဲ့ဆိုကျွန်တော်တို့တွေကဒီ h နှစ်ခု ညီသွားပြီပေါ့နော်ဒီထားမှာကကျွန်တော်တို့တွေကဒီ edge တွေဆက်နေတဲ့ခါမှာ corner တွေကိုသွားပြီးတော့မကြီးမိစေနဲ့ပေါ့နော် corner တွေသွားပြီးတော့ကြီးမယ်ဆိုတော့ရောပေါင်းရောသွားနိုင်တယ်ဒီ edge တွေကိုပဲအယုံဆက်ရမယ်ပေါ့နော်ဒါမျိုးဆိုကျွန်တော်တို့တွေကဒီ J ပုံစံလေးရပြီ J ပုံစံလေးရပြီဆိုတော့အဲ့ J ကိုကျွန်တော်တို့တွေကဒီ position အတိုင်းပဲထားရမယ်ပေါ့နော်ဒါမျိုးလည်းထားမရဘူးဒါမျိုးလည်းထားမရဘူးဒါမျိုးလေးပဲထားရမယ်ဒါမျိုး position ထားပြီးတော့မှကျွန်တော်တို့တွေကဒီခုနက awareness လေးပြန်သုံးရုံပဲပေါ့နော် F R U R U F R S ဆိုပြီး EH တွေကတန်းတန်းဖြစ်သွားပြီ။ဒါမျိုး standard တွေတန်းဖြစ်သွားပြီပေါ့နော်။တန်းဖြစ်ပြီဆိုတော့ကျွန်တော်တို့တွေကဒါမျိုးပုံစံရှင်းထားမယ်။ဒါမျိုး horizontal ထားမယ်ပေါ့နော်။ horizontal ထားပြီးရတယ်ကျွန်တော်တို့တွေကဒီ F R U R U F R လေးလဲလိုက်ရုံပဲ။ဒါဆိုရင် H တွေကိုညီးသွားပြီ။ကျွန်တော်တို့ကဒီ second layer ဆက်ပြီးရတယ်ဒီ H တွေဆက်တဲ့အခါမျိုးမှာဆိုရင်ဒါမျိုးအစင်လိုက်လာရင်ပါလေလာမယ်။ဒီ ခါဒီတရန်နဲ့ဖြစ်တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့ဂျိတ်ပုံစံ case လည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ကိုကဒီ edge set တဲ့အခါမှာဘယ်လို case ပဲလာလာသူက position မမှန်နဲ့ awareness မမှန်လေးစိုက်ရုံပဲပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့တွေကဒီ edge တွေကအလိုလိုမြည်တော့ပါလိမ့်မယ်ဒီအဝါရောက် edge တွေဆက်ပြီးဆိုတော့ねအဝါရောက် corner ဆက်ရမယ်ပေါ့နော်ဒီအဝါရောက် corner ဆက်တဲ့အခါမှာဒီဖြစ်နိုင်တဲ့ case က9မျိုးရှိတယ်အဲ9မျိုးကိုမှကျွန်တော်တို့တွေကဒီပြထားတဲ့ awareness တစ်ခုလည်းပတ်သုံးအောင်မယ်ပတ်သုံးပြီးတော့မှဒီ pattern လေးမြင်ရမှချင်းဆက်ရမယ်ပေါ့နော် ဒီပတ်တန်ဆိုရိတ်တော့ဘယ်လိုမျိုးလဲဆိုတော့ကော်နာတစ်ခုပြည့်တယ်ကော်နာသုံးခုကျတယ်အဲ့မှာမှဒီအောက်ကကော်နာကသူ့ရဲ့ဒီဘယ်ဘက်ကိုတွားနေပေါ့နော်သူ့ရဲ့ဒရက်ရှာဘယ်ဘက်ကိုညနာမှုနေဒီပုံစံအတိုင်းကိုကျွန်တော်တို့ကမရမကဆက်ပြရမယ်ပေါ့နော်ခုနကကျွန်တော်ရှိရပြခဲ့တဲ့ဒီအာဝေနေမဲ့ပတ်သွားမယ်ပေါ့နော်အာဘရိုင်းရှူဒူအာယူအာဘရိုင်းရှူအာအဲဆိုရင်ကျွန်တော်တို့ရဲ့ဒီအဝါရောညနာပြည့်ပါပြီပေါ့နော် ကျွန်တော်တို့ရာဒါဆိုရင်ကော်နာဆက်တဲ့အဆင်းဟိုမှာနောက်တဲ့ case တစ်ခုပေါ့နော်ဘယ် case ပဲအနေနဲ့ကျွန်တော်တို့ရာခဏပထမပြောခဲ့တဲ့ပုံစံအဲ့ပတ်တန်ရောက်အရင်ဆက်ပေးရမယ်။ဘာမျိုးပထမပတ်တန်မဟုတ်တဲ့ဟာလိုမျိုးဆိုရင်တော့ကြိုက်ရ position ရထားပြီးတော့မှခဏကသုံးခန်းလေးဒီ awareness လေးသုံးရင်ရပြီပေါ့နော်။ abrine you do are you abrine you are အဲ့ဆိုရင်ကျွန်တော်တို့ရာခဏလိုမျိုးပတ်တန်လေးတော့ရောက်သွားဒါပေမဲ့ ဒီမှာတတိထားเสียရှိရပါလဲဆိုတော့ဒီသူ့ရဲ့ပတန်ကသူ့ဝိမဲ့လဲကော်နာရမတူဆိုတော့ကျွန်တော်ကတကယ်လူချင်းနာကဒါမျိုးကော်နာတစ်ခုတော့ပြည့်ရဟုတ်ပြီဒီအောက်ကကော်နာကြီးရောသူအဝါကကိုယ့်ဘက်မျက်နှာမူနေမှာတော့တကယ်ရောအဝါကဒီဘက်ကိုဘယ်ဘက်ကိုမျက်နှာမူနေရမှာဒါမဲ့ဒီပတန်ရပြီဆိုကြတာကျွန်တော်ကဒီပတန်ကိုဒါမျိုးပဲပုံနေထားမယ်ပေါ့နော်ပုံနေထားပြီးတော့မှခါတော့ဒီအဝေးတန်လေးတုံးရုံပဲ အဲဆိုရင်ခဏပတ်တန်ပြန်ရပြီပြန်ရပြီဆိုသူ့ရဲ့ကော်နာကြီးကြည့်ရောလေသူ့ရဲ့ကော်နာကဒီအဝါရောင်ကဘယ်ဘက်ကိုမျက်နှာမူနေအဲ့တွေကျော်တို့တွေကလူချင်းတဲ့ပုံစံရပြီလူချင်းပုံစံရပြီဆိုဒီပုံစံအသေးထားပြီးတော့မှအော်ဝင်နေလေးသုံးလိုက်ရုံပဲပေါ့နော်အဲဆိုရင်တော့အဝါရပြည့်တော့ပြီဒီအဝါကော်နာဆက်တဲ့အခါမှာအခုသတိထားစရာရှိတာကကျွန်တော်တွေကဒီ case ခုနှစ်ခုလို့အော်ဝင်နေတစ်ခုလည်းပဲဆက်တဲ့အတွက်ကြောင့်မလို့အခြား case တွေကိုအဲ့အော်ဝင်နေမယ် ဘလောက်သုံးသုံးကျွန်တော်လိုချင်တဲ့ပတ်သက်မရတာမျိုးဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အခါမျိုးဆိုရင်လည်းကျွန်တော်တို့တွေကဒီအဝေးတဲ့အစမှာ you အောင်မောင်ယူပိုင်းယူပိုင်းခံပြီးတော့မှလှည့်လိုက်မယ်ဆိုရင်ကျွန်တော်တွေကအမဲနဲ့အများတော့အဲ့တန်နေရာလေးနဲ့အဲ့တိုင်ပတ်နေရာတော့ရော့သွားရေပေါ့နော်အဝါရောင်ကော်နာဆက်ပြီးပြီဆိုတော့ねကျွန်တော်တို့တွေက step 5ဖြစ်တဲ့ Leslie ရာကိုဆက်မယ် Leslie ရာနောက်ဆုံးအဆင့်ဖြစ်တဲ့ပေါ့နော်ဒီဝါရောင်ကော်နာကြီးဆက်ပြီးဆိုတော့ねကျွန်တော်တို့တွေကဒီ Leslie ရာအဆင့်မှာ ်တွေ့ရတဲ့ case က၃မျိုးရှိရယ်ဘယ်လိုမျိုးရည်လဲဆိုတော့ကျွန်တော်ပထမဆုံး case အနေနဲ့ဒါမျိုးကော်ရာနှစ်ခုညီရယ်ကျွန်တော်ကော်ရာရောမညီဘူးပေါ့နော်ဒုတိယပုံစံအနေနဲ့ဒါမျိုးကော်ရာတစ်ခုမှမညီရယ် case ပေါ့နော်နောက်တဲ့ case အနေနဲ့ဒါမျိုးကော်ရာအကုန်လုံးညီရယ်ပေါ့နော်ဒီမှာဆို edge တွေပဲကြံခဲ့တယ်ဒီအဆင့်မှာဆိုရင်ကျွန်တော်တို့တွေကအရင်ဆုံး corner တွေကိုအရင်ညီအောင်ဆက်ပြီးဟာမှာပေါ့နော်ခုနကကျွန်တော်နောက်ဆုံးပြောခဲ့ case ဖြစ်တဲ့ corner အကုန်လုံးညီရဲ case ကိုရအောင်ဆက်ပြရမှာအဲ့တော့ကျွန်တော်တို့ဒီစင်းမှာဆိုရင်လည်းဒီ SC ကိုတွားပြီးတော့မကြည့်မိစေနဲ့ပေါ့နော်ဒီ corner ရအကုန်ပြေးမှာဒါ SC ကိုကြည့်ရမှာကဲလို့ဒီ corner ရမညီသေးဘူးဆိုရင် SC ကိုမကြည့်ဘဲနဲ့ဆက်မယ်ပေါ့နော်အဲမျိုး corner တစ်ခုညီရဲ case မှာဆိုရင်ကျွန်တော်တို့ကညီနေရ corner ကိုဘယ်ဘက်မှာထားပြရမလဲထားပြီးတော့မှကျွန်တော်တို့ကဒီခုပြထားတဲ့ away line တော့မယ်ပေါ့နော်နည်းနည်းလေးရှေ့ကောင်းရှေ့နိုင်ပြီမဲ့လုံးပါများသွားရင်တော့အလိုလိုရတော့လိမ့်မယ်ပေါ့နော် a u abrai afrai a u abrai ubrai a f adu ubrai abrai u ubrai ပေါ့နော်အဲ့ဆိုကျွန်တော်တို့တွေကဒီ corner ကြီးအကုန်ညှိသွားပြီပေါ့နော်ဒါကတော့တမျက်နာညှိသွားတာပေါ့နော်အဲ့မဲ့ဒီအဆင့်မှာက corner တွေကိုအရင်ညှိအောင်ဆက်မှာမလို့ကျွန်တော်တို့ဒီ corner ကိုပဲတိချာကြည့်ရမယ်ပေါ့နော် တမျိုးဘာကော်နာမှမညီရဲ့ case မှာဆိုရင်ကျွန်တော်တို့ကဒီခဏအဝေတောင်ကြိုက်တဲ့နေရာမှာသုံးလို့ရဘောလို့ဆိုတော့သူကညီရဲ့ကော်နာတစ်ခုမရှိဘောနော်မရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကြိုက်တဲ့နေရာကဒီခဏအဝေတန်လေးသုံးမယ်ဘောနော် are you are right are right are you are right you right are right f are do you right are right you do အဲ့ဆိုကျွန်တော်ကကော်နာတစ်ခုညီပါကော်နာတစ်ခုညီသွားပြီဆိုတော့ညီနေတဲ့ကော်နာတစ်ခုကိုခဏတိုင်းပဲဘယ်ဘက်မှာထားထားပြီးရင် အဝင်နေလေးပြန်လဲယုံမယ်ပေါ့နော်အဲ့ဆိုကြောတွေကဒီ corner ရအကုန်ညီသွားပြီပေါ့နော် corner တွေကိုဆက်ပြီးပြီဆိုရတယ်ဒုတိယအဆင့်အနေနဲ့ SG ကိုဆက်မယ်ပေါ့နော်အဲ့ SG ဆက်တဲ့အခါမှာကျွန်တော်တို့တွေကအရင်ဆုံးတမင်းနာပြည့်နေလားမပြည့်နေလားဆိုတော့အရင်ကြည့်ရမယ်အဲဒီမှာဆိုရင်ဒီကောတမင်းနာပြည့်နေပြီတော့ပေါ့နော်အကယ်လို့တမင်းနာပြည့်နေပြီတော့ပါတယ်ဆိုရင်အပြည့်နေ တမျက်နာကိုဒီနောက်မှာထားပြီးတော့မှကျွန်တော်တို့တွေကဒီခုပြထားတဲ့ algorithm တွေလောက်မယ်ပေါ့နော်အာ you bright are you are you abrai you bright abrai you bright abrai do အဲဆိုကျွန်တော်တို့တွေကဒီကျူကဆက်လို့ပြီးသွားပြီပေါ့နော်အကယ်လို့ကတစ်ခေါက်ဆက်ယုံနဲ့မပြေသေးဘူးနောက်ထပ်တမျက်နာထပ်ပြီးတော့ပါနေသေးတယ်ဆိုရင်လည်းဖြင်းတဲ့တမျက်နာကိုနောက်မှာထားထားပြီးတော့မှ algorithm လေးပြန်သုံးယုံမယ်ပေါ့နော်ဒီ s ဆက်တဲ့ အရွေလေးပြန်သုံးလိုက်မယ်ဆိုရင်ကျူအလိုလိုပြည့်သွားလိမ့်မယ်ပေါ့နော်ဒါတွေကတော့နောက်ထပ်ပုံစံပေါ့နော် तू ကကော်နာတွေကတော့အကုန်ညီတယ်ဒါပေမဲ့ပြည့်တဲ့မျက်နှာမပါဘူးအဲ့လိုပြည့်တဲ့မျက်နှာမပါဘူးဆိုရင်လေကျွန်တော်တို့ကကြိုက်တဲ့ position မှာဒီ S ကိုဆက်ခဲ့တဲ့ Argentine လေးပဲပြန်သုံးရုံပဲပေါ့နော် Ah Shubrai are you are you are Shubrai Abrai Shubrai Abrai 2အဲ့ဆိုရင်ကျွန်တော်တို့ကတမျက်နှာပြည့်သွားပြီ ပြည်စော်ထုံးစံတိုင်းမှာအဲ့ကြည့်နေတဲ့မျက်နှာကိုနောက်မှထားထားပြီးတော့ခဏအာဂရင်လေးပြန်သုံးရုံပဲပေါ့နော်အဲ့ဒါဆိုရင်တော့ဒီကျူလေးကဆက်လို့ပြေးသွားပြီပေါ့နော်။ဆန်နီနဲ့ပတ်သက်ပြီးတော့မှကိုကမရှင်းတာနားမလည်တာရှိတယ်ဆိုရင်ဒီဗီဒီယိုရဲ့ကောင်းအောင်ပါလေမင်းတို့ရတယ်လို့ကျွန်တော်တို့ရဲ့ page ချက်ပေါက်မှာလည်းလာပြီးတော့မင်းတို့ရတယ်ပေါ့နော်။ပြီးတော့ဒီဗီဒီယိုကို Facebook ကြီးကြည့်နေဆိုရင်ကျွန်တော်တို့ရဲ့ page ကို follow နဲ့ ်ယူကြည့်နေဆိုတော့ကျွန်တော် channel ကို subscribe လုပ်ပေးတော့ပါဘူးဗျာဒီ video မှာသုံးခဲ့ကျူလီယာတော့ဒီ G Ambro standard version လေးပဲဖြစ်ပါတယ်ကျူနဲ့ပတ်သက်ပြီးတော့မှစုံလိုင်းနေတာပဲဖြစ်ဖြစ်ဝယ်နေတာပဲဖြစ်ဖြစ်ကျွန်တော်တို့စီကို like ဆွဆဲလို့ရပါတယ်အလုပ်ကြည့်ရှုပေးအတွက်ကျေးဇူးတင်ပါတယ်